သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစ်ဆုံးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစ်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်မနငလင်ဘေးမင်းသမီးခိုင်နှင်းဝေပြန်လည်လှူဒန်းမှုမှာအမှန်တကယ်ငလင်ဘေးတင်းတဲ့ဒူရီမရရှိတာကြောင့်ဝေဖန်ထောက်ပြသူများနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြည်မနာငလေးကြောင့်ပြိုပြက်သွားတဲ့အင်အောင်စု185စုအတွက်သိန်း4000ဝန်းကျင်လှူဒန်းခဲ့ပါတယ်ဆိုပြီးမင်းသမီးခိုင်နှင်းဝေကလူမှုကွန်ရက် Facebook မှာမနေ့ကဧပြီ9ရက်နေ့ဓာတ်ပုံတွေနဲ့အတူ post တင်ပြီးနောက်ပြည်မနာကငလင်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသခံအင်အောင်စုတွေကလှူဒါကိုမရခဲ့ဘူးလို့မှတ်ချက်ပြု comment ဝင်ရေးခဲ့ကြပါတယ်။အဲဒီမှတ်ချက်တွေကြောင့်ခိုင်နှင်းဝေဟာအဲဒီ post ကို၃ချိန်ခန့်ပြင်ဆင်ရေးသား update လုပ်ပြီးနောက်မှာသူ့ရဲ့ account ကနေပြန်ဖြုတ်ချသွားခဲ့ပါတယ်။ပြည်မနာမျိုးမင်္ဂလာရက်ကွက်ကအင်ဂျီ185အင်အတွက် ငွေကျပ်3400ဝန်းကျင်ကိုအုပ်ချုပ်ရေးမှုနဲ့ရာအိမ်မှုတို့ကပေးထားတဲ့စည်ရင်းရလှူခဲ့တယ်လို့ဆိုပြီးရေစက်ချအမျှဝေနေတဲ့တပ်ပုံတွေနဲ့ခိုင်နှင်းဝေကတင်ခဲ့ပြီးနောက်မှာပြန်ဖြတ်ခဲ့တာပါခိုင်နှင်းဝေ post ကိုပြန်လည်မျှဝေသူတို့ကအဲ့ဒီရက်ွက်ကအဲ့ဒီလောက်ပြောတာလားတမီးတို့ကဒီဘက်ကရက်ွက်ဆိုတော့မသိလို့မေးတာပါဟိုအမကြီးဆိုရင်တမီးတို့ရက်ွက်ကအမကြီးဆိုပြီးရေးသားထားပါတယ်ပြမနန်းငလင်ပေးပြန်လည်ထူထောင်ရေးအတွက်မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးထောက်ပံ့ငွေကူညီရှာဖွေပေးနေသူပြမနာဒေသခံတို့ဖြစ်တဲ့ကိုမျိုးမျိုးကျော်စုတို့ကလည်း မက်ခိုင်နေဝင်းထံအကြံပြုစာဆိုပြီးဝင်မန့်ကြသူတွေကအကုန်မရလို့ပြောနေကြတာမှမဟုတ်ပါဘူးအမှန်တကယ်အိမ်ပြိုပျက်စီးတဲ့သူတွေကမရပဲတခြားမဆိုင်တဲ့သူတွေရလို့ဝင်ပြောကြတာဖြစ်ပါတယ်အဲ့တော့ကို post ကိုအမျိုးမျိုး edit လိုက် only meter လားဖြစ်ပစ်တာလားမသိခဏကြာတော့ post မရှိတော့ပြန်ဘူးမကြပါဘူး post အသစ်ပြန်တင်လိုက်နဲ့တာဝန်ခံပြည်ရှင်းတာမလုပ်ပဲရှောင်ပြေးနေတာတကယ်တမ်းစရင်တေချာမရှိစစ်ပဲပြီးဆက်လွယ်ဗျံပရာလုံမိတာဆိုရင်ဝင်ခံရမယ်တောင်းပန်ရမယ် အလူရှင်တွေကကိုချွေးတင်းစာတွေကတကယ်စေတနာအပြည့်နဲ့ကိုကိုယုံကြည်ပြီးလှူဒါန်ဖြစ်တဲ့အတွက်တာဝန်ယူမှုအပြည့်ရှိရပါမယ်ဆိုပြီးရေးသားထားပါတယ်။ဒါ့အပြင်2019ခုနှစ် MIMU စရင်အရာပြမနာမျိုးမှာရက်ကွက်ခုနှစ်ခုရှိပြီးငလင်ကြောင့်ရက်ကွက်တစ်ခုတည်းကအင်ဂျီ185လုံးပျက်စီးတာမရှိပဲငလင်ကြောင့်ပြမနာမှာရှိတဲ့ရက်ကွက်ပေါင်းစုံကအင်ဂျီ200ကျော်ပျက်စီးခဲ့တယ်လို့မြေပြင်ကောက်ယူထားတဲ့စင်းတွေအရသိရကြောင်းကိုရေးသားဖော်ပြထားပါတယ်။တိန်းလေးတောင်ဆိုတာပြမနာမျိုးငယ်လေးအတွက်တကယ်များတဲ့ပမာဏပါ။ အဲ့လောက်ငွေကိုလည်းပရဟိတလုပ်နေတဲ့ခိုင်နေဝေမို့လို့ကိုလူတွေကလှူကြတာပါအမှန်ပြိုပြက်နေတဲ့အိမ်တော်စုတွေကိုတေချာစစ်စစ်လှူရင်သူတို့တွေအိမ်ပြန်ဆောက်ဖို့အတွက်အတိုင်းအတာတစ်ခုထိထောက်ပံ့လိုက်တယ်လို့ထိရောက်ပါတယ်အခုဟာကအများပြည်သူကယုံကြည်လို့လှူထားတာကိုပြီးပြီးရောတေချာစီမံမခန့်ခွဲပဲလှူလိုက်တာမျိုးဖြစ်နေတာစည်တနာတကယ်ရှိပြီးအစဉ်ပြေစီကျင်လို့လှူတာမဟုတ်ပဲတပ်ပုံရိုက်ပြီးဆိုရှယ်မီဒီယာမှာတင်ကြုံနာမည်ကြီးကြုံတက်တက်လုပ်နေတာမျိုးမဟုတ်ဘူးလို့ပါတယ်ဆိုပြီးကိုမျိုးမျိုးကျော်ကရေးသားထားပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အား9.9အဆင့်ရှိတဲ့မြန်မာငလင်ဘေးအတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့လူဒန်းကျသူတွေထဲမှာမင်းသမီးခိုင်နှင်းဝေစီကနေတဆင့်လူဒန်းကျသူတွေများပြားတာကြောင့်အလူငွေသိန်းထောင်ပေါင်းများစွာရရှိခဲ့ပါတယ်။ဒါပေမဲ့ခိုင်နှင်းဝေရဲ့ပြန်လည်ခွဲဝေလူဒန်းမှုဟာစနစ်မကျဘဲစစ်ကောင်စီနဲ့လက်အောက်ခံအုပ်ချုပ်ရေးမှုတွေရဲ့ညှဉ်းချမှုနဲ့သာလှုပ်ဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လူအပ်တဲ့ငလင်ဒန်းခံရတဲ့ဒုက္ခရောက်နေသူတွေစီမရောက်တာကြောင့်ဝေဖန်ထောက်ပြမှုတွေမြင့်တက်နေတာပါ။ အခုပြင်မနာမျိုးအပါဝင်ရှေ့မှာလှူခဲ့ပြီးတဲ့မျိုးတွေနေရာတွေကိုလှူပြီးပြီးမလို့ရထားတဲ့ဒွေစီကပြန်တောင်းလို့လည်းမရတော့ပါဘူးလှုပ်လို့ရတာကတော့ကိုဆောက်တလွဲလုံမိတာကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့နောက်လှူမဲ့နေရာတွေကြရင်မလှူခင်မြေပြင်အခြေအနေကိုကိုယ့်အဖွဲ့တွေကိုစုံစမ်းခိုင်းပရဟိတအဖွဲ့တွေကိုချိတ်ဆက်ပြီးအများလှူထားတဲ့အလှငွေတွေကိုတေချာစီမံပြီးလှူပေးပါလို့အလှရှင်တွေကိုစအကြံပြုလိုက်ရပါတယ်မခိုင်နှင်းဝေရေးလို့ကိုမျိုးမျိုးကျော်ကထောက်ပြရေးသားထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းငလင်တန်ကန်စားရသူတို့ကသူတို့နေရာကိုလည်းလာကူညီပေးဖို့ခိုင်နှင်းဝေစီအကူအညီတောင်းခဲ့ပေမဲ့လူတန်းမဲ့စီးရင်ထဲမှာအဲ့ဒီနေရာမပါဝင်ကြောင်းခိုင်နှင်းဝေကပြန်အကြောင်းပြန်ခဲ့တာကြောင့်လူမှုကွန်ရက်မှာဝေဖန်မှုတွေများပြခဲ့ပါသေးတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်ကြောင်းအင်းဝမျိုးဟောင်းရဲ့ရေနန်းဆောင်တွေ့ရှိမှုစစ်ကောင်စီကသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြောင့်ယတနာပူရအင်းဝမြို့ဟောင်းရဲ့ရင်းနှန်းဆောင်တစ်ခုကိုတွေ့ရှိရာကြောင်းစစ်ကောင်စီရဲ့ရှေးဟောင်းသူတွေတနာနဲ့မြို့သားပြတဲ့ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းဒေသကြီးတရားဦးမြို့နယ်ယတနာပူရအင်းဝမြို့ဟောင်းစီတူပုံမြို့ရဲ့အပြင်ဘက်အရှိမြောက်တောင်မှာကုန်းမောင်ခီဦးစင်ပြရှင်မင်းနဲ့စကိုင်းမင်းတို့လက်ထက်တိဆောက်ခဲ့တဲ့ရင်းနှန်းတော်ဆိုဒီမှာလက်ဝဲနော်ရထအမတ်ရဲ့ပရပိုက်ပုံမှာတွေ့ရှိရာကြောင်းယခုတွေ့ရှိရတဲ့အဆောက်အအုံရဲ့တောင်ဘက်မှာရှိတဲ့တရကင်းလေကအစိပ်ပိုင်းတွေကို 2009ခုနှစ်မှာဒေသခံများအုပ်ဖို့လုပ်ငန်းဆောင်ရွက်ရာမှာစတင်တွေ့ရှိခဲ့တဲ့အတွက်ရှီဟောင်တုတွေတနားနဲ့မြို့သားပြတဲ့ဦးစီးဌာနကထိမ့်သိမ်းထားရှိခဲ့ပြီးမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ကြီးမားတဲ့ငလင်ကြီးကြောင့်ရခင်တွေ့ရှိထားရတဲ့လေကားကုန်နဲ့ဆက်ဆက်လျက်ရှိတဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုအကွဲကြောင်းများကြားမှာထပ်မံတွေ့ရှိလာရကြောင်းသိရှိရပါတယ်။ဒါကြောင့်ဧပြီလ6ရက်နေ့မှာစပြီးရှီဟောင်တုတွေတနားနဲ့မြို့သားပြတဲ့ဦးစီးဌာနမန္တလေးဌာနခွဲကစမ်းသက်တူဖို့ခဲ့ရမှာအရှိတ်ဘက်တရကင်းလေကားရဲ့တရကင်းပုံ မြောက်ဘက်လက်တံနဲ့စင်ကက်အုတ်ခုံတို့ကိုတူးဖို့တွေ့ရှိခဲ့ပြီးပနတ်အုတ်ခုံအလျား၁၀ပေ၆လမအနက်၃ပေ၈လမအုတ်ခန့်တောင်ကျို၂ပေ၆လမအုတ်ခုံမှလေကားအထွက်ခိုနန်းကျို၁၈လမလက်ယုံတောင်ကျို၈လမခိုနန်းချိုးမှတရကင်းအစုံ၁၁ပေ၄လမတို့ကိုတူးဖို့တွေ့ရှိခဲ့ရပြီးဆက်လက်တူးဖို့သူတေသနပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်လက်တလောစမ်းသက်တူဖို့တွေ့ရှိကြအရာပရပိုက်ပုံဆွဲများမှာတွေ့ရှိရတဲ့ရေနံတော်ကဲ့သို့အဆောက်အုံများစွာပါဝင်တဲ့ကြီးမားတဲ့အဆောက်အုံမျိုးမဟုတ်နိုင်ကြအောင်အလျားပေနေရာမှာ250ပေနဲ့ အနံပေနေရခက်တစ်သားတိုင်များနဲ့တရကင်းလီကားခုံကိုတွဲဆက်တိဆောက်ထားတဲ့အဆောက်အုံမျိုးဖြစ်နေကြောင်းအနီးဆက်ဆုံးနိုင်ရှင်ရံမှာအင်းဝဘားကရတစ်သားကြောင်းမန္တလေးမြို့မှာရှိတဲ့ရွှေနန်းတော်ကျောင်းများကဲ့သို့တရကင်းလီကား၈ခုမှ၁၀ခုအထက်ပါရှိနိုင်တဲ့အဆောက်အုံမျိုးဖြစ်ကြောင်းရှေးမြမာမင်းများအသုံးပြုခဲ့တဲ့ရေနဲ့တက်ဆိုင်တဲ့ပွဲလန်းတပင်အခမ်းအနားများကျင်းပတီကိုကြည့်ရှုရမှာအသုံးပြုတဲ့အဆောက်အုံမျိုးပို၍ဖြစ်နေကြောင်းရေနန်းတော်ထက်ရေနန်းဆောင်ဟုသာတုံးနှုံးတဲ့ကြောင်း အချုပ်အားဖြင့်ပရပိုက်မှာပါရှိတဲ့ရင်းနှံတော်ကဲ့သို့ကြီးကျယ်တဲ့အဆောင်ခန်းများပါဝင်တဲ့အဆောက်အုံကြီးမဖြစ်နိုင်ကြောင်းကိုကနအူးလေးလာတွေ့ရှိရကြောင်းသတင်းထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရှေးဟောင်းတုတေသနနဲ့မြို့သားပြတဲ့ဦးစီးဌာနအနေနဲ့မြမရှေးဟောင်းရင်ကျေးမှုအမွေနှစ်တွေကိုအစဉ်တစိုက်2 for ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာယခုငလင်ကြီးကြောင့်ထွက်ပေါ်လာတဲ့အင်းဝါခေရင်ကျေးမှုအဆောက်အုံအမွေနှစ်ကိုစနစ်တကျဖော်ထုတ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူဖြစ်ရှင်လောင်း9500ရှင်ပြူပွဲပြစ်လုခဲ့ပြီးရှင်လောင်းတဦးကိုငွေကျပ်တသိန်းပေးမိဟုဆိုခဲ့ပေမဲ့တပြားတစ်ချက်မှမရဟုမိဘများပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူဖြစ်ရှင်လောင်း9500ရှင်ပြူပွဲကိုဧပြီလ2ရက်နေ့ကပြစ်လုခဲ့ပြီးရှင်လောင်းတဦးလျင်ငွေကျပ်တသိန်းပေးမိလို့ဂရိပေးခဲ့ပေမဲ့လက်တွေ့မှာတပြားတစ်ချက်မှမပေးကြောင်းရှင်လောင်းများရဲ့မိဘတချို့ကပြောဆိုပါရယ်။ ဧပြီလ၂ရက်နေ့ကရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုက်မိသားစုရဲ့အလူဖြစ်ရှင်လောင်း9500ရှင်ပြုတ်ပွဲကိုရန်ကုန်မှာပြုလုပ်ခဲ့ကြောင်းရှင်လောင်းများအဖြစ်ရန်ကုန်တိုင်းတတိုင်းလုံးမှာရှိတဲ့အခြေခံပညာကျောင်းများမှကျောင်းသားတွေကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားတွေကိုကိုရင်အဖြစ်သင်ကန်းစီပေးကြောင်းသင်ကန်းစီပေးရာမှာသင်ကန်းစီရန်ကုန်ကျစရိတ်ပြင်ရှင်လောင်းတဦးကိုငွေကျပ်တသိန်းပေးမယ်လို့မင်းအောင်လိုက်မိသားစုကပြောဆိုခဲ့ပေမဲ့လက်တွေ့မှာကိုစိနဲ့ကိုသင်ကန်းစီရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရရှိကြောင်းအဆိုပါရှင်ပြုတ်ပွဲကို တဲပြူဘုံကြီးကဥဆောင်အခါတော့ပေးကြောင်သိရှိရပါတယ်။ကျောင်းတစ်ကျောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးရွေးတယ်။ရှင်ပြူဘွဲအတွက်အုတ်ကြီးတွေနဲ့ကျောင်းအုတ်ကြီးတွေရန်ကုန်တိုင်းလုံးမှာခေါ်တာ။မဲပေါက်တဲ့ရှင်လောင်းကလေးမိသားစုတွေကိုရှင်ပြူစရိတ်ဖြစ်ငွေကျပ်တသိန်းပေးမယ်။တင်ကန်းတွေဘာတွေကိုဝင်ကြီးချုပ်မိသားစုမင်းအွန်လိုင်းမိသားစုကအကုန်ချခံပေးမယ်ပြောတယ်။ဒါပေမဲ့ရှင်ပြူပွဲတာပြီးသွားတယ်ငွေတသိန်းနဲ့မရဘူးကိုကလေးအတွက်သင်ငန်းဈေးကအစကို့ဟာကိုအကုန်ဝယ်ရတယ်ကို့ပစံပဲကို့တုံးရတယ် ။ငွေတသိမ်းမရတဲ့အပြင်လမ်းစရိတ်ဆုံးလူပန်းဖြစ်သွားတယ်လို့ရှင်လောင်းတို့ရဲ့မိဘကပြောဆိုပါတယ်။မတ်လ28ရက်နေ့ကစကိုင်းကလင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်လူသေးဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးမယ်လဲမင်းအောင်လိုက်မိသားစုကဧပြီလ2ရက်နေ့ရှင်းလောင်း9500ရှင်ပြည်ဘွဲအလူကိုမဖြတ်ဘဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစီခဲ့ကြောင်း ဧပြီလ၂ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဥစည်းတဲ့စူပောင်းရှင်ပြူပွဲနဲ့လှည့်လည်ပွဲကိုမြို့နယ်ထွေအုပ်တွေကတက်ရောက်ခဲ့ရပြီးရွှေတကုံစီတီတော်မှာလှည့်လည်ပွဲများကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။တို့ရရင်ငလင်တန်တင့်နေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြူပွဲနဲ့ပတ်သက်ပြီးအဝေးပန်ခံရမည်ဆိုသောကြောင့်သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး Sky Villa မှာအလောင်း၁၄လောင်းတရက်ထက်တွေ့ရှိရပြီးကလေးနဲ့မိခင်အလောင်းများပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးစကိုင်းဖီလာမှာအလောင်း၁၄လောင်းတရက်ထက်တွေ့ရှိရပြီးကလေးနဲ့မိခင်အလောင်းများပါဝင်နေကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့မိသားစုဝင်များပျောက်ဆုံးနေ၍တွားရောက်စောင့်ကြည့်နေသူတချို့ရဲ့ပြောဆိုချက်ရသိရှိရပါတယ်။ယမန်နေ့ဧပြီလ9ရက်နေ့ကပြိုကျနေတဲ့မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်စကိုင်းဖီလာကွန်ဒိုအပြက်စီးများကြားမှာရှာဖွေရေးများဆက်လက်ဆောင်ရွက်ခဲ့ရမှာကလေးနဲ့မိခင်အလောင်းပါဝင်အလောင်း၁၄လောင်းကိုရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ကလေးနဲ့မိခင်တွေလို့ယူဆရတယ်။မျိုးသမီးအလောင်းတွေနဲ့ကလေးအလောင်းတွေတွေ့ရတယ်။ အလောင်းတွေကတော့အင်မတန်မှပျက်စီးနေပါပြီအလောင်းတွေရှာဖွေတာတွေတော့သူတို့တွေဆက်လုံနေပါတယ်လို့မန္တလေး Sky Villa ကွန်ဒိုရှာဖွေရေးများကိုတွားရောက်စောင့်ကြည့်နေတဲ့ Sky Villa ကွန်ဒိုမှာနေထိုင်တဲ့ပြည်သူတို့ကပြောဆိုပါတယ်ပြင်ပမှာစောင့်ကြည့်မှုများရ Sky Villa ကွန်ဒိုရဲ့အပျက်စီးတွေဟာအလွန်ဒုတဲ့ကြီးမားပြီးအလောင်းတွေအားလုံးကိုဖယ်ရှားရှင်းလင်းရန်ခက်ခက်ခဲခဲလှုပ်ဆောင်နေရကြောင်းကိုမြင်တွေ့ရကြောင်းတရုတ်နိုင်ငံမှာအဖွဲ့များကကေဆေးရေးဆိုင်ရာခေတ်မီနည်းပညာများသုံးပြီးရှာဖွေကေဆေးများကိုဥဆောင်နေတဲ့အတွက်အလောင်းများကိုဆက်တိုက်ရှာဖွေတွေ့ရှိနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ Sky Villa အပြိုပြက်တွေကအရန်ကိုတူးတယ်ကြီးမားတယ်။ကေဇေးရေးသမားတွေအတွက်လည်းအတော်ကိုအန္တရာယ်များတယ်။အောက်ကိုကျုံဝင်သွားတဲ့အထက်တွေအကုန်လုံးရောက်ဖို့လည်းမလွယ်ဘူး။အခုကမြေကြီးပေါ်ကအထက်တွေနဲ့အပြိုပြက်တွေတဲကအလောင်းတွေကိုထုတ်နေတာကိုပဲမြင်ရတာ။အထက်တိုင်းအလောင်းကိုအလောင်းတွေရှာပွေဖို့ကတိတ်ပြီးတော့လွယ်မယ်တော့မထင်ဘူး။အလောင်းထုတ်နေတဲ့ကေဇေးရေးသမားတွေလည်းအတော်ကြီးကိုစွန့်စွန့်ဆဆလောက်ကင်နေရတာမြင်တယ်လို့ကေဇေးရေးလုပ်ငန်းများကိုနေ့စဉ်တွားရောက်ကြည့်ရှုရင်းပျောက်ဆုံးမိသားစုဝင်တချို့ရဲ့အလောင်းရရှိရန်စောင့်ဆိုင်နေသူကဆက်လက်ရှင်းပြပါတယ်။ မန္တလေးစကိုင်းဗီလာကွန်ဒိုမှာ2020ခုနှစ်မှာစတင်၍ရောင်းချခဲ့ခြင်းဖြစ်ပြီးအလွာ12ထပ်ပါဝင်တဲ့အဆောက်အုံ3လုံးပါဝင်ကမတ်လ28ရက်နေ့ကငလင်ကြောင့်အဆောက်အုံ2လုံးမှာလုံးဝပြိုကျပျက်စီးခဲ့ကြောင်းကြံ12လွာအဆောက်အုံမှာမူအောက်ခြေ9လွာမြေကြီးတဲ့ကိုကျုံဝင်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မြို့သိမ့်တိုက်ပွဲမှာစစ်တုံးပန်း40ကျော်နဲ့120မမ120မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းများအများအပြားသိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဒေသကြီးအင်းတော်မြို့တိမ့်တိုက်ပွဲမှာစစ်တုံပန်း40ကျော်နဲ့120မမ120မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယံအများပြတိမ့်ဆဲရရှိကြောင်း KIA ရှီတန်းသတင်းအကြီးမြစ်ကပြောဆိုပါတယ်။ယမန်နေ့ဧပြီလ9ရက်နေ့ညပိုင်းမှာစကိုင်းတိုင်းအင်းတော်မြို့ကို KIA ဥဆောင်တဲ့တော်လန်ရေးတပ်တွေကအပြီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လုဆောင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်တုံပန်း40ကျော်ဖမ်းဆီးရရှိတဲ့ 120မမ122လက်နက်ကြီးတွေနဲ့လက်နက်ခင်းရံတွေအများကြီးရပါတယ်လို့ KNA ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်။အင်ဒိုမျိုးကို2024ခုနှစ်ဩဂတ်လ16ရက်နေ့မှာစပြီး KNA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဩဂတ်လ24ရက်နေ့နနက်ပိုင်းမှာအင်ဒိုမျိုးရဲစခန်းထွေအုံယုံနဘာလန်းစုံနဲ့နဘာရွာဘုံကြီးကျောင်းမှာရှိတဲ့စစ်စခန်းများကို KNA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအင်ဒိုရဲစခန်းနဲ့ထွေအုံယုံမှာဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်ဒိုမျိုးရှိဒေတာအခေါ်ဂျပန်လိုင်ကူမှာတက်မခွန်ခွန်ရဲ့ရှေ့တန်းဌာနချုပ်ဖြစ်ခန်စင်းလုတ်ကခုခံခဲ့ကြောင်းအင်ဒိုမျိုးမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်လိုင်ကူစကန်ကုန်းကို KIA ကဥဆောင်တဲ့တော်လင်းတက်များက9လကျော်တိုက်ခိုက်ပြီးနောက်တိမ့်ပိုက်ရရှိခဲ့ကအင်ဒိုတမျိုးနယ်လုံးမှာစစ်ကောင်စီတက်ကင်းစင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်အင်ဒိုကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတယ်စစ်ကူစစ်ကြောင်းတွေကိုလည်းအကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်လို့ KIA ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုပါတယ် အဲ့ဒီနောက်ကုံတယ်ရေးစစ်ပွဲစပြီဖြစ်ကြောင်းတော်လန်ဘတ်တော်သားရဲ့ရည်တာဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ Trump ရဲ့ Warzone လက်နက်စစ်ချက်ခွန်စာမီလို့ကမ္ဘာဈေးကွက်တွေပြောင်းစံနေပြီ။ Tio Store ဈေးကွက်လည်းထိုးချနေပြီ။ Japan Store ဈေးကွက်လည်းထိုးချနေပါပြီ။ Asia Store ဈေးကွက်ကအကျပတ်သို့ထိုးချနေပါပြီ။ကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ Tio Store ညွန်ကိန်းတွေရဲ့တရက်တာအကျနှုန်းက2008ဘန်နာရေးပြက်ကက်နောက်ပိုင်းအကျအများဆုံးစံချိန်တင်သွားပါပြီ။ American Stock ကမ္ဘာလုံးဆိုင်ရာ Store တွေက Trump ရဲ့ reciprocal tariff ကြောင့်အကျဘက်ကိုထိုးကျနေပါပြီ။ဒီကနေ့မှာ Hong Kong stock ဈေးကွက်17ရာခိုင်နှုန်းအကျ၊ Taiwan stock ဈေးကွက်10ရာခိုင်နှုန်းအကျ၊ Singapore ဈေးကွက်8ရာခိုင်နှုန်းအကျ၊တရုတ် stock ဈေးကွက်9ရာခိုင်နှုန်း၊ Japan stock ဈေးကွက်9ရာခိုင်နှုန်း၊ Germany stock ဈေးကွက်10ရာခိုင်နှုန်း Pindis stock ဈေးကွက်900ရာခိုင်နှုန်း Britain stock ဈေးကွက်600ရာခိုင်နှုန်းအကျစသဖြင့်ရှိနေကြပါတယ် Trump ရဲ့ reciprocal tariff ကြောင့်အခုလို stock ဈေးတွေထိုးကျနေတာလည်းဖြစ်ပါတယ် ကမ္ဘာရေနံဈေးက၄နှစ်တာအတွင်းအနှိမ်ဆုံးထိအကျရှိနေပါပြီ။တရုတ် EU တို့ကတော့ Trump ရဲ့ reciprocal trip ကိုညှိနှိုင်းမှုလုပ်ရန်မရှိနိုင်တဲ့အရေးအယံပြသနေပါတယ်။ပြီးခဲ့တဲ့နေ့တုန်းကလည်းတရုတ်က American ကုန်စည်တွေအကုန်လုံးပေါ်ကိုစီးကြက်ခွန်34ရာခိုင်နှုန်းချမှတ်ကောက်ခံလိုက်ပါတယ်။ EU ကလည်း American ကုန်စည်တန်ဖိုးဒေါ်လာ28ဘီလီယံတို့အပေါ်မှာစီးကြက်ခွန်နှုန်းချမှတ်ကောက်ခံသွားမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ American Trump အစိုးရကတရုတ် EU တို့ဘက်ကဆက်ပြီးတော့တံပြန်စီးကြက်ခွန်ကောက်ခံမှုတွေလုပ်ခဲ့ကြပြီဆိုပါကနောက်ထပ်စီးကြက်ခွန်နှုန်းတွေထပ်တိုးတောက်ခံသွားမယ်လို့ဆိုထားပါတယ်။အာရှဘက်မှာတော့ Taiwan, India, Vietnam နဲ့ Japan တို့က American ကုန်စည်တွေအပေါ်မှာစီးကြက်ခွန်ကောက်ခံမှုကိုလျှော့ချရန်နဲ့ American နဲ့ညှိနှိုင်းသွားကြပြီလို့အတန်တွေထွက်နေကြပါပြီဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ် နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်တမ်းမြတ်ရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ